အားလုံးပဲမင်္ဂလာပါ integral ကရှော်မှာဒီနေ့ကျွန်တော်တို့ဗာပြောကြမလဲဒီနေ့ကျွန်တော်တို့ဗာပြောကြမလဲဆိုတော့ a level mathematics အကြောင်းပြောပါမယ်အဲ့တော့ a level mathematics မှာဘာတွေပါလဲ a level mathematics ကဘယ်လိုမျိုး structure မျိုးရှိတာလဲ a level mathematics မှာကျွန်တော်တို့ဘာတွေသင်ရမလဲအထူးသဖြင့် CIE ပေါ့နော် Cambridge International Education ဆိုတဲ့အမှာ a level မှာဘာတွေသင်ရမလဲဆိုတော့အကြောင်းအရာကိုဆွေးနွေးမှာပါတော့ ထမအောင်ဆုံးအာဘယ်လိုမျိုးသူတို့ရဲ့ structure ရှိလဲသူတို့ဘယ်လိုမျိုးတိစောက်ထားလဲပေါ့အဲ့တော့ပထမအောင်ဆုံးတစ်ချက်သူတို့ဘယ်လိုတိစောက်ထားတော့ဆိုတော့နှစ်စုဆိုပေါ့နှစ်နှစ်စာ course work အနေနဲ့တိစောက်ထားပါတယ်အဲ့တော့နှစ်နှစ်စာ course work မှာဘာတွေပါမလဲဆိုတော့ ES level လို့ခေါ်တဲ့ level တစ်ခုရဲ့ A2 လို့ခေါ်တဲ့တစ်ခါတလေကြာရင် A level လို့ခေါ်တဲ့ level တစ်နှစ်စာရဲ့စုစုပေါ့နှစ်နှစ်စာပါပါတယ်အဲ့တော့နှစ်နှစ်စာပြီးတော့မှအဲ့ဒါကို A level လို့ခေါ်တာပါ ဲ့တော့ introduction နေနဲ့ CIE ကဘာတွေ offer လုပ်လဲ CIE က A level အတွက်ဘာတွေ offer လုပ်လဲဆိုတော့စုစုပေါင်း subject 50ကျော်လောက် offer လုပ်ပါတယ်ဒါပေမဲ့အဲ့ဒီဟာတွေ50လုံးယူဖို့လိုလားဆိုတော့မလိုဘူး IGCSE လိုမျိုး6ဘာသာလောက်ထိယူဖို့လိုသေးလားဆိုတော့အဲ့လိုမျိုးလည်းမလိုပါဘူး A level မှာ subject 3ခုကနေ4ခုလောက်ထိယူလေးရှိကြပါတယ်အဲ့တော့အဲ့ subject 3ခုကနေ4ခုလောက်အတွင်းမှာ normal ကျောင်းသားကတော့3ခုလောက်ယူပြီးတော့ အာတချို့လိုအပ်ချက်များတဲ့အကြောင်းသားတွေအတွက်တော့၄ခုလောက်ထိယူလေးရှိပါတယ်ကျွန်တော်အမြင်ကတော့၃ခုလောက်ယူရင်လုံလောက်ပါတယ်ဆိုတော့ A-level မှာ A-level တင်ချာ CIE A-level တင်ချာမှာဘာတွေပါမလဲအဲ့ CIE A-level တင်ချာမှာ AS level လို့ခေါ်တဲ့ဟာရဲ့ A-level ဆိုတဲ့ဟာရဲ့နှစ်နှစ်ရှိရလို့ပြောခဲ့ပါတယ်စုစုပေါင်း တင်စရာပေးပါဘယ်နှခုရှိလဲဆိုတော့စုစုပေါင်းရွေးချယ်စရာအာတင်စရာလို့လည်းပြောလို့ရတယ်လို့ရွေးချယ်စရာလို့လည်းပြောလို့ရတယ်စုစုပေါင်းပေးပါ6ခုပါပါတယ်အဲ့ဒီပေးပါ6ခုထဲမှာအဲ့ဒီပေးပါ6ခုရဲ့ main topic ကြီးသုံးခုကတော့ဘာလို့ဆိုတော့ pure maths လို့ခေါ်တဲ့ mathematics လုံးဝ pure ဖြစ်တဲ့ mathematics ရဲ့ statistics လို့ခေါ်တဲ့ data တွေအကြောင်းပြောတဲ့ဟာရဲ့နောက်ဆုံးတစ်ခုကတော့ mechanics လို့ခေါ်တဲ့ အာ physics နဲ့သင်ကြားအရောရှိတဲ့သင်ကြားအမျိုးအစားတစ်ခုရယ်ဆိုပြီးတော့စုစုပေါင်း3ခုကျောင်းသင်ရပါတယ်။အဲ့တော့ paper 1မှာဘာတွေပါတော့ pure maths 1လို့ခေါ်တဲ့ဟာကိုကျွန်တော်တို့ paper 1အနေနဲ့ဖြေရပါတယ်။အဲ့တော့ pure maths 1လို့ခေါ်တဲ့ paper 1မှာကျွန်တော်တို့ဘာတွေသင်ရမှာလဲဆိုတော့ကျွန်တော်အခုရေးပြထားတဲ့အာ topic တွေကိုသင်ရပါတယ်။ quadratic တို့ function တို့ coordinate geometry တို့ trigonometry တို့ဒါတွေအကုန်လုံးကကျွန်တော်တို့ အ IGCSE A Math မှာအကုန်လုံးသင်ခဲ့ပြီးသားပါအဲ့တော့အဲ့ဒီမှာ basic သင်ခဲ့တဲ့ A level ရောက်ရင်အဲ့ထက်ပိုတဲ့ advanced ဖြစ်တဲ့ theory ကိုထပ်သင်ရပါတယ်အဲ့တော့အဲ့ theory ကိုတော့ထပ်သင်ရပါတယ်ထပ်သင်တဲ့အခါကျရင်နည်းနည်းလေးပို့ဖို့ပြော upgrade လုပ်ထားပါတယ်အထူးသဖြင့် A Math ကိုယူလာတဲ့အကြောင်းသားတွေအတွက်ဆိုရင်တော့ချက်ချင်းလက်ငင် absorb လုပ်နိုင်ပါတယ် ဒါပေမဲ့ emails ကိုမယူထားရင်ရောပြဿနာရှိလားဆိုတော့မရှိပါဘူး emails နဲ့လည်းအာဒီဥစားတွေကသင်လို့ရပါတယ်ဘာလို့လဲဆိုတော့စာအုပ်ကိုယ်တိုင်ကမလုပ်ထားတော့ဆိုတော့ emails မယူထားတဲ့အကြောင်းသားတွေအတွက်ဟိုသူတို့က basic information တွေအာ basic concept တွေကိုထည့်ပေးထားပါတယ်အဲ့တော့များများဆဆားကြီးတော့အစိတ်ပူစရာမရှိပါဘူးအဲ့တော့ paper 1ကို break down လုပ်တဲ့အခါကျရင် paper 1ရဲ့ exam မှာဘယ်လိုဖြေရအောင်ဆိုတော့တစ်နာရီနဲ့မိနစ်50စာ question တခုလာပါတယ် စုစုပေါင်း85မှတ်ပေးပါတယ်။ question ကတော့စုစုပေါင်း10ခုကနေ12ခုကြားတဲ့လောက်မှာပေးလို့ရှိပါတယ်။အဲ့တော့အဲ့ဒီဟာကိုဖြည့်ရပါတယ်။ဒီ paper က paper 1ဆိုတဲ့ paper ကအာတင်ချာတွေအခုလက်ရှိပြောသမျှတင်ချာတွေအကုန်လုံးထဲမှာ A level တင်ချာအကုန်လုံးထဲမှာသူကအများဆုံးပါပဲ။ဒါပေမဲ့အော်စရာကောင်းတာကဒီမှာ paper 1နေ paper အာဆိုလို့ရအီမတ်မှာဆို paper 1နဲ့ paper 2ရှိနေပေါ့နော်ဒီမှာလဲအာစာအုပ်တော့အတွက် ဆိုလို့ရ pure maths ပေါ် android တပေပါပဲရှိပါတယ်အဲ့လိုမျိုးနောက်ထပ် paper တစ်ခုထပ်ရှိရမျိုးမရှိပါဘူး okay ဒုတိယတစ်ခုဒုတိယတစ်ခုက pure maths 3ပါအဲ့တော့ဘေးတွေရှိရ pure maths 2မပါဘူးလားအဲ့တော့ pure maths 2ကတကယ်တော့ pure maths 3ရဲ့မှာအာ topic တို့ချိုးတော့ကို pure maths 2အနေနဲ့ပြောကြပါတယ် ဲ့အဲ့တော့ဒီဒီနိုင်ငံမှာတော့အကြောင်းသားတော်တော်များများ paper 3ကိုပဲဖြည့်လေးရှိကြပါတယ်အဲ့တော့ paper 3မှာတော့အောက်မှာရေးထားတဲ့ topic တွေပါပါတယ်အဲ့တော့အဲ့ topic တွေတွေကတချို့ topic တွေကိုတော့လုံးဝမမြင်ဘူးတဲ့ topic တွေပါပါတယ်ဥပမာ complex number လို့ဟာမျိုး numerical solution of the equation လို့ဟာမျိုးအဲ့ဒါတွေကိုကျွန်တော်တို့တစ်ခါမှမမြင်ဘူးပါဘူးဒါပေမဲ့ CNE ကသဘောကောင်းစွာနဲ့ပဲအာတော်တော်လေးကိုအခြေခံကြကြ password ဒီမှာရေးထားပါတယ်။အဲ့တော့ကျွန်တော်တို့အတွက်များများဆဆာကြီးအပင်ပန်းခံစရာတော့မလိုပါဘူး။အဲ့ဒီတော့ Pure Math 3ရဲ့ paper 3 exam က exam paper ဘယ်လိုဖြစ်မလဲဆိုတော့ဒီလိုပုံစံဖြစ်ပါလိမ့်မယ်။စုစုပေါင်းတစ်နာရီနဲ့15မိနစ်ကြာပါလိမ့်မယ်။စုစုပေါင်းအမှတ်က90ခုမြေပါတယ်။ question ကတော့6ခုကနေ8ခုလောက်ထိပါလိရှိပါတယ်။ ဲ့တော့ PureMax 1 paper နဲ့ PureMax 3 paper ဖြစ်တဲ့ paper 1နဲ့ paper 3က compulsory လို့ခေါ်တယ်မဖြစ်မနေဘူးယူရတဲ့ paper တွေပါအဲ့ paper ကိုဖြုတ်လိုက်ရင်သင်ချာအာသင်ချာမှာ grade ဒီမထွက်တော့ပါဘူး တော့နောက်ထပ်တစ်ပေပါကတော့ mechanic ပေပါပါ mechanic ပေပါခုနကတော့ပြောသလိုမျိုးပဲကျွန်တော်တို့ engineering နဲ့ physics နဲ့သင်ချာနဲ့ရောရပါတာတမျိုးပါအာသူတို့ကျွန်တော်တို့ physics မှာသင်ခဲ့တဲ့ force and equilibrium လိုဟာမျိုး kinematic motion တွေအကြောင်း momentum လိုဟာမျိုးကိုသူက တင်ချာ notation နေနဲ့ရောပြီးတက်ပါတယ်အာဒီဥစားကရင်းနှီးပြီးသားလားလို့လည်းမင်းရင်းနှီးပြီးသားပါ basic concept တွေအကုန်လုံး physics မှာသင်ခဲ့ပါတယ်အခုကတင်ချာပုံစံပြန်ပြောင်းထားတဲ့ physics နဲ့တင်ချာအရောလို့ပါတာမျိုးပါအထူးသဖြင့် engineering ကျောင်းသားတွေမဖြစ်မနေယူကြတဲ့ paper ပါအဲ့တော့ဒီ paper မှာတော့စုစုပေါင်းတနာရီနဲ့15မိနစ်ပါပဲအမှတ်ကလည်း90ဘူးပါပဲ numbers of question ကလည်း6ခုကနေ8ခုလောက်ထိပါလိမ့်ရှိပါတယ် ဒါပေမဲ့ဒီဥစ္စာက mandatory မဖြစ်မနေကိုယူစရာလိုလားဆိုတော့မလိုပါဘူးဒီဥစ္စာကရွေးချယ်စရာတပိပါအာရွေးနောက်ထပ်ရွေးချယ်စရာတပိပါရှိပါသေးတယ်အဲ့နှစ်ပိပါတွေကတပိပါဖြစ်ရမှာပါအဲ့ဒီဟာကိုကျွန်တော်တို့နောက်ပိုင်းမှာဆက်ပြောပါမယ်အဲ့တော့နောက်ထပ်ပိပါကတော့ဘာလို့ဆိုတော့ paper 5လို့ခေါ်တဲ့ statistic 1ပိပါပါအဲ့ဒီမှာဆိုရင်တော့အာကျွန်တော်တို့ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ ဒီ bar chart တွေ graph တွေ data တွေဒါတွေအကြောင်းကိုသူမလုပ်လဲဆိုတော့ probability ဒီအကြောင်းတွေကိုကျွန်တော်တို့မလုပ်လဲဆိုတော့ထပ်ပြီးတော့ချဲ့ထားပါတယ်ထပ်ပြီးချဲ့ထားပြီးတော့ probability ကိုစနစ်တကျဘယ်လိုမျိုးသုံးပါလဲ probability မှာမှာ probability ကို data တွေနဲ့ဘယ်လိုမျိုးတွဲသုံးပါလဲဒီအကြောင်းတွေကိုရေးထားပါတယ်ဆိုတော့ statistic paper တွေကပုံမှန်အားဖြင့်တော့ engineering ကျောင်းသားတွေပြီးတော့ medical ကျောင်းသားတွေအများဆုံးယူကြတဲ့ paper ပါ ။ Part 5ကတော့တနအိနဲ့15မိနစ်ကြာပါတယ်။စုစုပေါင်းအမှန်60ပုံပါပဲ။ Question ကလည်း6ခုအနေနဲ့8ခုလောက်ဒီပါလိရှိပါတယ်။ D paper ကလည်း compulsory ပါ။ Compulsory ဆိုတာမဖြစ်မနေကိုယူရပါတယ်။ D paper မပိုင်းတခြား grading မထွက်ပါဘူး။ Okay, so not at the paper. အပါလဲဆိုတော့ကြတော့ paper 6ပါ statistic 2လို့လည်းပြောပါတယ်အဲ statistic 2ကတော့ statistic 1ရဲ့ အဆက်ပါအဲ့ဒီမှာလည်းအတူတူပဲကျွန်တော်တို့ probability တွေအကြောင်းသင်ရတယ် statistics တွေအကြောင်းသင်ရတယ်အထူးသဖြင့်အာ business သမားတွေ medical သမားတွေသူတို့အများဆုံးယူကြတဲ့သင်ချာပါအဲ့တော့ဒီ paper တော့ဘာလို့လို့ရလဲဆိုတော့ရွေးချယ်လို့ရပါတယ်ဒီ paper ကိုယူခြင်းသည်ဖြစ်စေမယူခြင်းသည်ဖြစ်စေရပါတယ် အဲ့တော့ဒီ question မှာလဲတနိုင်းနဲ့15မိနစ်စာ question ပါပဲအစုစုပေါင်းအမှတ်90ဝန်းမိပါတယ် question က6ခုကနေ8ခုလောက်ထိပါလေးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ခုနကတော့ exam paper စုစုပေါင်း5ခုကိုကျွန်တော်တို့ဘယ်လိုမျိုးရွေးချယ်လို့ရလဲအဲ့တော့သင်္ချာမှာ exam paper ခုနကတော့ပြောတယ်ကျွန်တော်ကျွန်တော်ပြောလိုက်တဲ့သင်္ချာရဲ့ branch paper 5ခုတည်းကနေပြီးတော့ကျွန်တော်တို့ paper 6ခုဖြစ်ရင်သင်ချာ grading ထွက်ပါတယ်အဲ့တော့ root 1နဲ့ root 2ဆိုပြီးတော့နှစ်ခုရှိပါတယ် paper 1ရယ် paper 3ရယ် paper 6ရယ်ဟာ sorry paper 5ရယ်ကမဖြစ်မနေဖြစ်ရပါတယ် paper 1လို့ခေါ်တဲ့ pure maths 1ရဲ့ paper 3လို့ခေါ်တဲ့ pure maths 3ရဲ့ paper 5လို့ခေါ်တဲ့ statistics 1ရဲ့ကရွေးချယ်စရာမရှိပါဘူးအဲ့ဒီသုံး paper ကမဖြစ်မနေကိုဖြေရပါတယ် ဒါပေမဲ့နောက်ဆုံး paper 6နဲ့ paper 4ကိုတော့ရွေးချယ်ဝင်ရကြပါတယ် paper 6ဖြည့်ခြင်းလည်းရတယ်ဒါမှမဟုတ်ရင် paper 4ဖြည့်ခြင်းလည်းရတယ်အဲ့ဒီ paper နှစ်ခုတည်းကတစ်ခုဖြည့်ရပါတယ်ဆိုလို့ရ magnetic 1ကိုဖြည့်ခြင်းဖြည့်မဖြည့်ခြင်း statistic 1ကိုဖြည့်ကြရပါတယ် statistic statistic 2ကိုဖြည့်ကြရပါတယ် sorry ပါအဲ့တော့ magnetic ကတော့ engineering ကျောင်းသားတော်တော်များများယူကြယူလေးရှိပြီးတော့အာ statistic 2ကိုတော့ business သမားတွေ business management သမားတွေအဲ့သမားတွေရဲ့အယူအဆရှိပါတယ်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ကတွားလို့ရပါတယ်အဲ့တော့မေးစရာရှိရဲ့နှစ်နှစ်ပြီးမှပဲ A-level ကပြီးမှလားအဲ့လိုမျိုးမေးစရာရှိပါတယ်အဲ့လိုမျိုးတော့လည်းမဟုတ်ပြန်ပါဘူးနှစ်နှစ်မဟုတ်ဘူးတစ်နှစ်ထဲနဲ့ပြီးအောင်လုပ်ချင်တယ်ဆိုရင်သင်ချာပြီးကြပါတယ်သင်ချာပြီးအောင်လည်းလုပ်ကြတဲ့အကြောင်းသားတွေလည်းအများကြီးရှိပါတယ် โอเคအဲ့တော့ကျွန်တော်တို့ကဘာလို့ A-level ကိုရွေးတင်တာလဲ A-level နဲ့ GED နဲ့ College Foundation နဲ့ပါကွာတာတော့ဒီနေ့ကြားရတယ်ကိုလည်းကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ထပ်ပြီးတော့ထည့်ထားပါတယ်ဆိုတော့ A-level နဲ့ GED နဲ့ College Foundation ကဘာတွေကွာတော့ duration ကနေစပြောရမယ်ဆိုရင် A-level ကတော့18လအနေနဲ့24လလောက်ထိကြားလေးရှိပါတယ်18လနဲ့ပြီးတဲ့18လကအာ တစ်နှစ်ခွဲလောက်ကြာပြီးတော့24လဆိုရင်တော့နှစ်နှစ်လောက်ကြာပါတယ်အဲ့ဒါဆိုရင်တော့အာမြန်မြန်လုပ်မယ်ဆိုရင်တော့တစ်နှစ်ခွဲလောက်နဲ့အပြီးလုပ်လို့ရပါတယ်ကြီးကြီးကတော့3လအနေ6လလောက်ထိပဲကြာလေးရှိပါတယ် college foundation ကတော့8လအနေပြီးတော့တစ်နှစ်ပတ်ချာလဲလောက်ထိကြာလေးရှိပါတယ်အဲ့တော့ duration ရဆိုတော့ ems ကအဲ a level ကအရှိဆုံးဖြစ်ပါလိမ့်မယ် okay အဲ့ဆို level အကြောင်းပြောမယ်ဆိုရင်တော့ advanced high school qualification ကို a level ကရပါလိမ့်မယ် ဲ့ဒါကြောင့် A level လို့ကျွန်တော်တို့ခေါ်ကြတာပါ advanced high school qualification လို့ခေါ်လို့ပါအဲ့တော့ G ကတော့ high school uh, equivalency လို့ခေါ်တယ် high school နဲ့ညီမျှတဲ့ certificate တခုရပါတယ် college foundation ကတော့ pre university လို့ခေါ်တယ် university မတိုင်ခင်မှာတက်တဲ့ uh, class ဟိုဟာမျိုးဖြစ်သွားပါလိမ့်မယ်အဲ့တော့ A level မှာဘယ်သူဘာတွေဘယ်ကျောင်းတွေအဆက်ပြုတ်လဲဆိုတော့ UK မှာရှိသမျှအကြောင်းတွေအကုန်လုံး accept လုပ်ပါတယ်။ US မှာရှိတဲ့အကြောင်းမှန်သမျှမှာ accept လုပ်ပါတယ်။ Canadian မှာရှိသမျှအကြောင်းအကုန်လုံး accept လုပ်ပါတယ်။ EU မှာရှိသမျှအကြောင်းတွေအကုန်လုံး European မှာရှိတဲ့အကြောင်းတွေအကုန်လုံးအလက်ခံပါတယ်။ Australia မှာရှိသမျှအကြောင်းတွေအကုန်လုံးလက်ခံပါတယ်။ generally တနိုင်တကဘာလုံးမှာရှိရှိသမျှအကြောင်းနေမှန်သမျှဟာတော်တော်များများဟာ A level ကိုလက်ခံလေးရှိကြပါတယ်။ ဒါပေမဲ့ G တွေကတော့ဘာဖြစ်တုံးဆိုတော့ G တွေကတချို့တချို့သော University တွေပဲလက်ခံကြပါတယ်အထူးသဖြင့် US ရဲ့အပြင်မှာရှိတဲ့တက်သူတော်တော်များများက G တွေကိုလက်ခံလို့မရှိပါဘူး College Foundation ကပို့ပြီးတော့ limited ဖြစ်ပါတယ်အာသူတက်ထားတဲ့ college နဲ့အာတခြား partner university တချို့ကလွဲပြီးတော့ Janet University ကလက်ခံလို့မရှိပါဘူး အဲ့တော့ knowledge အရာပြောမယ်ဆိုရင်လည်း A level ကအလွန်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 ကို deep ဖြစ်တဲ့ data တွေ deep ဖြစ်တဲ့အာ deep ဖြစ်တယ်ပြီးတော့ကြတော့ subject specific ဖြစ်ပါတယ်ဆိုလို့ရပါဘူးဆိုလို့တော့ဆိုတော့ကျွန်တော်တို့ medical မှာရှိနေတဲ့အကြောင်းသားတွေအာ medical မှာရှိနေတဲ့အကြောင်းသားတွေဘယ် subject တွေရှိပါလဲ engineering မှာရှိနေတဲ့အကြောင်းသားတွေကဘယ် subject တွေရှိပါလဲဒီ subject တွေကအလွန်အလွန်ကို specific ဖြစ်ပါတယ် အာ GE ကတော့ general knowledge ကိုပဲ base လုပ်ထားတာပါ college foundation မှာတော့အာသူသက်ဆိုင်ရာ subject တွေသူ university မှာသင်ရမယ့်သက်ဆိုင်ရာ subject တွေရဲ့ introduction လောက်ကိုပဲပြောထားပါတယ်အဲ့တော့ pathway ရပြောမယ်ဆိုရင်တော့ pathway ကတော့ um ဘယ် universities မျိုးဆိုလက္ခဏာဖြစ်တဲ့အတွက်ဥမာအာကိုက ambitious ဖြစ်တယ် Oxford လိုဟာမျိုး ဒါပေါ့မဟုတ်ရင်လည်း IVI လိုဟာမျိုးကိုသွားချင်တယ်ဆိုရင်အာ A-level ကအကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါအဲ့လိုမျိုးမှမဟုတ်ပါဘူးတခြားတက္ကသိုလ်တော်တော်များများကလည်း A-level ဆိုရင်ကောင်းကောင်းလက်ခံနေရှိကြပါတယ်အာ GD ကတော့ um yeah နည်းနည်း competitive ဖြစ်တဲ့ university အကြီးကြီးကလက်ခံတာနည်းနည်းလေးနေပါတယ် college foundation ကတော့ဒီ college ရဲ့ degree ကို specific ဖြစ်ပြီးတော့ယူထတာဖြစ်တဲ့အတွက်ဒီ college ကအာဒီ college ကဒီ college ကနေပြီးတော့မှာအာ degree ကိုလိုချင်တယ် bachelor degree ကိုလိုချင်တယ်ဘွဲ့ကိုလိုချင်တယ်ဆိုတော့အဆင်ပြေပါတယ်အဲ့တော့ subject အနေနဲ့ပြောမယ်ဆိုရင်တော့ A level မှာ3ခုကနေ4ခုလောက်ထိရွေးရပါတယ်အာ GD မှာဆိုရင်တော့ subject 4ခုပါပါတယ် main subject 4ခုလောက်သင်ရပါတယ်အာ college foundation မှာတော့အမ် အခုလက်ရှိသူတို့သင်မဲ့ subject တွေရဲ့ foundation ကိုသင်တာဖြစ်တဲ့အတွက်အာသူတို့ရှိက subject numbers of subject subject အရေအတွက်ကတူချင်မှတူပါလိမ့်မယ် okay အဲ့ဒါဆိုရင် recognition ရပြောမယ်ဆိုရင်တော့ a level က globally respected ဖြစ်ပါတယ်အာ bay university မျိုးဆို a level ဆိုရင်အဆင်ပြေတယ်လို့ပြောချင်တာပါအာ GD မှာဆိုရင်တော့ US နဲ့ US ကတော့တော်တော်များများလက်ခံပါလိမ့်မယ်ဒါပေမဲ့တချို့ အာတခြားနိုင်ငံတွေကတချို့သော University ကလက်ခံပါတယ်။အာ College Foundation ကတော့အာ College တောင်မှမဟုတ် University ကို specific လောက်ထားတာဖြစ်တဲ့အတွက်ဒီ College ဒီ University ကတော့ကောင်းကောင်းကြီးလက်ခံပါလိမ့်မယ်။ Exam တွေအရာပြောမယ်ဆိုရင်တော့ Exam တွေအရာအာ A level မှာဆိုရင်တော့ written ပဲဖြေရတာများပါတယ်။အာ GD မှာဆိုရင်တော့ MCQ နဲ့ computer based အာ questioning system ရှိပါတယ်။ college foundation မှာဆိုရင်တော့ coursework နဲ့ exam တချို့နဲ့ရောရာ structure ကိုအများဆုံးတွေ့ရပါတယ်။ကောင်းပါပြီ။အဲ့တော့ဒီဥစ္စာက uh A level ရဲ့ mathematics ရဲ့ basic uh basic information တွေပါ။အဲ့တော့အဲ့ဒါပို့ပြီးတော့ information ကြောင်းသိချင်တယ်ဆိုရင်တော့ ဒီ email ဒါမှမဟုတ်ဒီ phone ကိုဆက်သွယ်ပြီးတော့ထပ်ပြီးတော့ message လို့ရပါတယ်။အကယ်၍အဲ့လိုမျိုးဝင်မကြည့်ခြင်းဆိုတော့လေ comment မှာတည်ခြင်းတဲ့ message လေးခြံထားခဲ့လို့ရပါတယ်။ဆက်ပြီးတော့ဖြည့်ပေးပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ God bye.